ကျွန်တော်ကတော့ဂီတာတစ်ပါးဒီပါလေးလုတ်ဖြစ်ခဲ့လို့ဘယ်လိုလဲလုတ်ခဲ့လို့ပြောမလဲအင်းကျွန်တော်ကတော့ဂီတာတစ်ပတ်တန်ရင်ကျွန်တော်လေးတန်းကျောင်းသားလောက်ကလေးအစတိတ်ပေါ်တက်ဆိုပါတယ်ပြီးတော့ကျွန်တော်ကိုပိုင်အချင်းကြီးအပုတ်30လောက်ကျွန်တော်ပုံကျူးလေးတွေဝယ်ထားပြီးတော့လုံနေရလေးရှိတယ်အခု2020ကျောင်းဝယ်ထဲမှာလဲကျွန်တော်တပုတ်ပါတယ်ပေါ့နော်2020ထဲမှာ ပါပေါ့အဲ့အတွဲကွေပေါ့နော်အတွဲကွေကျွန်တော်တို့မလေးအမ်ဘက်စတာမှာရိုက်တာကုနာအောင်တို့စီစဉ်နေခွေတယ်မှာကိုချင်းစီကမန္တလေးသူဆိုပြီးတော့ကျွန်တော်တပုတ်ပါခဲ့ပါအော်ဖစ်ထွက်ခဲ့ပြီဟုတ်ကဲ့ဒါနဲ့ပတ်သက်ရင်တော့တို့ကြရှိတယ်ပေါ့ဟုတ်ကဲ့ကျွန်တော်လက်ရှိဘေ့စ်ဂစ်တာတီးပါတယ်ဟုတ်အခုလက်ရှိအမ်ဘလက်ဒီမှာလည်းကျွန်တော်ပေါ်ခဲ့နေနေဆိုပါတယ်။ပြိုင်ဆိုင်ဖူးစာတခြင်းနဲ့မှာတော့ လိုပဲပြပြတရှိတော့ကဆုခဲ့တဲ့စင်ညာကြီးပေါ့ရှိတယ်နော်ကျွန်တော်နားထောင်ခဲ့ရတဲ့ဒီဘက်ပိုင်းမှာဆိုကျွန်တော်မိလောက်ဆိုရင်တူတူနဲ့မိခလာတို့ရဲ့ဟန်တွေကိုလည်းကျွန်တော်ကြည့်ခဲ့ရတယ်ဟုတ်နောက်ပိုင်းမှာ1 2လို့ဆိုထားလीတော့ဟုတ်တယ်ဟုတ်ပါတယ်အဲ့တော့တချင်းလေးကတော့ဒီဘက်အပြိုင်ဆိုင်တယောက်တယောက်ချစ်နေကြတာလေးတွေပြောနေကြရတယ်ပေါ့ဘောရောတချင်း ကွန်မြူနစ်ဆိုလို့ဘယ်လိုလေးဖြစ်သွားတာလဲဟုတ်ကဲ့ရှေဟုတ်ဘယ်လိုရွေးချယ်ဖြစ်တာလဲဘယ်လိုလေးဒီလိုဖြစ်တည်လာ ဟုတ်ကဲ့မောကဒီအပြိုင်ဆိုင်ဖူးစာတခြင်းလေးကိုတခြင်းအဟောင်းလေးနှစ်သက်ပတယ်ပေါ့နော်ကိုကဒီငငယ်လေးရဟိုသူများတခြင်းလေးနဲ့တခြင်းအဟောင်းလေးနဲ့ကြည်ပြင်းခဲ့ရတော့ကိုဆိုတဲ့တခြင်းလေးမှလည်းဒီလိုတခြင်းလေးပါမယ်ကိုအစ်အုံကျုံးလေးလည်းပါမယ်ဆိုရွေးချယ်လိုက်တဲ့ပါဒီတခြင်းလေးကိုလည်းအရန်ကြိုက်တယ်ဘာလို့ဆိုတော့သူကလေဟိုအပြိုင်ဆိုင်ဖူးစာကိုချစ်သူနှစ်ယောက်ကဟိုသူ့ထက်ငါပိုချစ်တယ်ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုအဲ့လိုမျိုးပြောချကြတဲ့အချင်းပြီးတော့ချင်းလေးကလည်းမြမြွတ်ကြွားလေးပေါ့နော်ဒီချင်းကိုနားထောင်ပြီဆိုလို့ရှိရင်ချစ်သူတွေကမခွဲချင်တော့ဘူးအဲချစ်ပို့ပြီးတော့ချစ်ချင်ကြတယ်ပေါ့နော်အဲ့လိုမျိုးပေါ့ရန်အောင်မဖြစ်ချင်ကြတော့ဘူးပေါ့အဲ့လိုမျိုးလေးဆိုဟိုဘယ်လိုပဲဖြစ်ဖြစ်လူငယ်တွေ အတွက်အချစ်ဆိုတာကဟိုလူငယ်လေးလူကြီးတွေအတွက်မှမဟုတ်ပါဘူးသိရမလားအဲ့လိုမျိုးပေါ့အချစ်ဒီအချစ်ကလေးကိုဖွဲ့နေထားတဲ့ဟာလေးတွေအရန်ကြိုက်တာပေါ့နော်အဲ့တော့တေးဦးသက်မူရှိရနေမြမအခွင့်ပြုချက်လေးတောင်းတယ်အဲ့ရဦးသက်မူရှိရပါနော်အဲ့လိုမျိုးတွေကဖြစ်ပြမကဒီတချင်းလေးကိုဟိုအသုံးပြုခွင့်တောင်းလိုက်တယ်ပေါ့နော်အဲ့ခါမှမိုးဒီတချင်းလေးကိုဖြစ်ပေါ်လာတယ်ဖြစ်ပေါ်လာတဲ့ခါမှဟိုကွန်မင်းကိုပြလဲပေါ့နော်ကွန်မင်းရေးဒီချင်းလေးဆိုရအောင်ကွန်မင်းဟိုဒီချင်းလေးပေါ့နော်အရှိမတော့စီနီယာကြီးတွေအများကြီးဆိုထားတယ်ဒါပေမဲ့မိုးတို့စူးစမ်းပြီးဆိုကြမယ်ပေါ့တချင်းလေးလည်းမပြတ်စည်းသွားအောင်ဟိုကောင်းကောင်းမွန်မွန်လေးပေါ့နော်အများကြီးစူးစမ်းထား တယ်ဗောနော်ပြီးတော့ဘန်းနဲ့ဘန်းစုံတီးတယ်ဖိုးဟီရိုဘန်းနဲ့တီးတယ်ဟိုစီစဉ်သားလည်းအဲအဖေကြီးဦးသိန်းကျော်စီစဉ်ပေးတယ်ရိုက်ကွေးကလည်းတကယ်ဒရိုက်တာကြီးဗောနော်ဟိုကွဲချီရိုက်ပေးမယ်ဗောနော်ဘယ်လိုဗောဟိုအကောင်းအကောင်းဆုံးနေအကောင်းဆုံးနေရွေးချယ်ပြီးမှစီစဉ်ပြီးမှကိုမင်းကိုအကုန်ပြပြတယ်ကိုမင်းကလည်းအကုန်လက်ခံတယ်ဗောနော်ဒါလည်းအကိုတယောက်လိုပါပဲကိုနဲ့မောင်နှမလိုပါပဲမန္တလေးသူမန္တလေးသားတွေပဲဗောနော်အဲ့လိုဆိုတော့သူ့ကိုဟိုအမြဲလည်းတွေးပြနေတယ်သူ emblem မှာတီးတယ်ဘာညာဆိုတခါလေကြာရင်ကိုရောင်တက်ဆိုဖြစ်သေးတယ်အဲ့လိုပြောလာဆိုမိုးရေးဆိုခင်မင်းနေကြတယ်ဗောနော်အဲ့ဒါနဲ့သူ့ကိုပြကြည့်ခါမှာသူကလည်းလက်ခံတဲ့အတွက်စ ဆိုပြကြတာပါဟာ။ဘုန်းတန်းရှင်းတန်းလောက်ကကြားရတဲ့ခြင်းပေါ့နော်။အဲ့ရှိမှလည်းစီနီယာကြီးတော့သူကလည်းမမမိတော့တယ်ဆိုထားတာတွေ့ဘူးလေ။နောက်ပိုင်းမှာတော့ဝိုင်းစုဆိုထားလေးတော့တွေ့တယ်လေ။အဲ့တော့ပြတ်တက်တယ်လေကြားချစ်သူလေသူချစ်သူနဲ့အဲ့လိုအပြန်ဆိုင်တော့ကျွန်တော်ပိုတန်းလို့ဆန်းစစ်စ်ကိုလို့ပြီးခြင်းလေ။ လိုတာပေါ့ချစ်သူတိုင်းလိုတာပေါ့ဆန်းစစ်ရမှာလေးနော်အဲ့ဒါမှဟိုတကယ်ကိုချစ်မချစ်ဆိုတာကဒါဆန်းစစ်တင်တယ်လေနော်ဒီဒီခေတ်ဒီကဆိုတော့ပို့ပြီးဆန်းစစ်တင်တာပေါ့အွန်လိုင်းနေပေါ်လာတဲ့ချိန်ဆိုတော့နော်အရင်တော့အဲ့မတူတော့ဘူးလေဟုတ်ပြီတော့မြင်လဲဆန်းအောင် အပူဆိုတဲ့နေရာမှာလည်းအာဖက်ရှင်ရောဟက်စတိုင်ရောမို့ရောဒီလိုဖြစ်အောင်ဟောဘသူကဘယ်လိုလေးဖန်လို့ဒီလိုဖြစ်တာလဲဟောဗတ်မိုးတာတော့အဓိကပေါ့အဓိကတော့နော်မမျိုးပေါ့မမျိုးကတော့ तू ကအဲ तू ပစံနေကုန်ကြခံနေအကုန်လုံးလည်းပတ်မိုးတယ်ဝေစားတွေအစပေါ့နော်ဖနက်ကစားအစအဆုံးခေါင်းစားအခြေဆုံးပတ်မိုးပေးတယ်မိတ်ကပ်ဆိုလို့ရှိရင်တော့လေဟိုမိတ်ကပ်ပိုင်ပိုင်ပေါ့နော်မိပိုင်မိပိုင်လည်းအရန်တော်တယ် तू နဲ့တခါပြင်မှုတာနဲ့သူ့ကိုဒါအသဘောကျလို့ရန်ကုန်ကနေလှန့်ခေါ်ထားတယ်အဲအကုန်လုံးအစအဆုံးစီစဉ်ပြည့်ပေါ့ပြီးတော့ဝိုင်းဝန်းကူညီပေးကြပါတယ်ဒီမန်လေးမှာရှိတဲ့ကွန်မင်းတို့ရောဒီတချင်း ငွေတွေမှာပါကြတဲ့ဒီဘဏ်အဖွဲ့တွေရောဘောပေါ့နော်ဖေးဦးသိန်းကျော်တော့အကုန်လုံးပေါ့ပါဝင်တဲ့အဖွဲ့တွေလူတွေအကုန်လုံးပေါ့နော်ကိုကြီးပေးကြပါတယ်ကိုအချီတို့ကစပါပေါ့နော်အကုန်လုံးဟိုမွေးရေဘလိုလေးတော့ဝေးဘလိုလေးတော့လှတယ်အဲ့လိုမျိုးပေါ့နော်အစအဆုံးပေါ့နော်အကုန်လုံးကိုကြီးပံ့ပိုးပေးကြပါတယ်ဟုတ်ချင်းလေးနဲ့ပတ်သက်ပြည်တော်ဘာလေးပြောရင်လည်းဘာလေးကျုပ်တော့ကျုပ်ခံစားလို့ရအောင်ဟုတ်တို့ပဲအကျဉ်းနာဖို့တဲနှလုံးလေးတွေကိုစမ်းစစ်ဖို့အတွက်နားစင်ပါအောင်လို့ခံစားကြည့်စာသားလေးတွေကိုလည်းဒီချာလေး သဘောပေါက်အောင်နားထောင်ပြီးတော့ဒီချာကြအောင်နားထောင်ဒီရှင်းလေးကိုခံစားပေးပါအဲ့တော့ကျွန်တော်ဒီထားတဲ့ music လေးလည်းဟိုအရင်တော့ပုံမှန်လေးလည်းမပြောင်းတော့အောင်ပျက်စီးမသွားအောင်ဒီရေမှုလေးလည်းအဆင်ပြေသွားအောင်ကျွန်တော်တို့ကြိုးစားပြီးလုပ်ထားပါတယ်မင်းစင်ပိုင်းရောပြည်ရိုက်ကူးပိုင်းရောအကုန်လုံးကျွန်တော်တို့အကုန်လုံးယူစားလုပ်ထားပါတယ်ကိုယ်စားဆုံးရဲ့မြတ်ချစ်ချင်ချင်တော်